ိမ်းမောင်း၄000ကျော်လူငွေရရှိပေမဲ့လူတွေရဲ့ဝေဖန်မှုခံနေရတဲ့ခိုင်နှုန်းဝေမြန်မာပြည်ဒုတိယမိခင်ကြီးဖြစ်တင်စားခင်ရတဲ့ပရိုက်တာမိခင်ကြီးခိုင်နှုန်းဝေကတော့အခုချိန်မှာလူထုတရရဲ့ဝေဖန်မှုကိုပြင်းထန်ရရှိနေတာပဲဖြစ်ပါရင်မြန်မာနိုင်ငံရဲ့စွပစ်ကလေးငယ်မှန်သမျှကိုမိခင်ရင်းနဲ့မချရှုံးမကွာယူဆောင်ဆောက်ရှောက်နေတဲ့ခိုင်နှုန်းဝေဟာပရိုက်တာမှာ မြေသူများမလုံနိုင်တဲ့ပုံစံမျိုးနဲ့အမြဲတမ်းပြည်သူတွေရဲ့ပို့သားတဲ့မေတ္တာကိုရရှိခဲ့သူဖြစ်ပါရည်နိုင်ငံတကာမှာတောင်မှတတိထားခံရတဲ့အထိသူမရင်ပရာဟီတာလှူရှာမှုတွေဟာပြည်သူတွေနဲ့ဒုက္ခတွေဘဝတွေကိုထိရောက်စွာကူညီပေးနိုင်ခဲ့တဲ့တွေ့ရခုဖြစ်ပေါ်နေတဲ့ငလင်းသဘာဝမှာလည်းအတက်တရောပါဝင်ကူညီနေတာဖြစ်ပါရည်သူမရင်မတ်တီမိကနေစလို့ငလင်းအတွက်တနိုင်ငံလုံးဒီပါကောက်ခံရှောင်းဝေစတင်ခဲ့ကြတာဖြစ်ပြီးတော့ ငလင်ဘေးတွင်လူတက်မှုကမ်ပိန်းတွေစတင်လာခဲ့ကြတာဖြစ်ပါတယ်။ခန်းနေဝေဆိုတာကရင်ခွေမဲကလေးငယ်တွေနဲ့မြမပြီမှာဖြစ်နေတဲ့ဘေးမဲ့သမားကိုထိတိယယလူငယ်တွေထည့်ပြီးတော့ကူညီနေသူဖြစ်တဲ့တွင်သူရဲ့ငလင်ဘေးတွင်လူခံပို့စ်ကိုလည်းပြည်သူပေါင်းကယုံကြည်ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မြမပြီမှာရှိသမျှတထေးတိုင်းဝိုင်းများစုနဲ့အနုပညာရှင်တိုင်းဝိုင်းတော်တော်များဟာခန်းနေဝေ KRC မှာပူးပေါင်းပါဝင်လူတန်းကြတာပဲဖြစ်ပါတယ်။ နမေကြီးမင်းသားမင်းသမီးများစုကအနည်းဆုံး၁၀သိန်းမှစလို့သိန်းတရာနဲ့ထည့်လူကြပြီးတော့ခန်းနေဝေစီမှာပဲထောင်ကျော်တွေလဲလူကြပါရီဒါတွေကြောင့်ခန်းနေဝေရဲ့လှုံငွေတွေဟာငလင်ဖြစ်ပြီးတော့တင်းရက်တမနဲ့မှာတင်းငွေသိန်းပေါင်းတောင်းကျော်သွားခဲ့တာဖြစ်ပါရီနောက်ဆုံးမှာတော့အလူငွေပေါင်း ိန်း4000ကျော်သွားခဲ့တဲ့အခါမှာတော့လူဘုတ်နေရာတွေကိုခွဲဝေလူဘုတ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ငွေဆိုတဲ့ຢာကမျက်နာကြည့်ရဟင်ပက်ပါတဲ့လူလို့ဆက်ကိုဖြစ်တဲ့တွေခိုင်နေဝင်ရဲ့တိန်း4000လူကြီးဟာအမြေပြင်မှာတော့တကယ်လိုအပ်တဲ့နေရာတွေကိုရောက်မနေခဲ့ဘူးလို့လူဝက်များရဲ့စကားတန်တွေကထွက်လာခဲ့ပါတယ်။ မီဒီယာတွေကလူတွေရဲ့တန်းရှင်းရဖို့အတွက်ကောင်းတဲ့နေရာတွေမှာသာအစိုးလိုက်ပြောင်းလဲရောက်ရှိနေခဲ့ပြီးတော့အချိန်မီလူတန်းမှုအသိရှိကြတဲ့တတိဆိုင်ဘုံကြီးကျောင်းပြတ်တွေကိုတော့တိမ်းပေါင်းထောင်ကြီးလူတန်းနေတယ်လို့မတရားခံနေရတဲ့ဒုက္ခသည်တွေရဲ့ခံမြင့်ဝဲနေတဲ့နေဟာလူမှုကွန်ရက်ပေါ်မှာထွက်ရှိလာတာဖြစ်ပါတယ်။တချို့ကလည်းခိုင်နေဝေတို့ဟာအလိုငွေတွေရဲ့60ရာခိုင်နှုန်းကိုအိတ်ကတ်ထဲပဲတိတိကျကျထည့်နေရလို့လေတသက်တည်မတိကြမသိကြတဲ့ကောလာဟာလာတွေထွက်လာခဲ့တာဖြစ်ပါတယ်။ လိုပဲဆိုဆိုခုချိန်မှာမြမပြည်လေပိုင်းမှာမျိုးရီတတော်များငလင်တန်ချဖုံဖုံညံ့ညက်ကျင်းနေတာပါဘသူ့ကောင်မှလည်းပြစ်တင်လို့မရတဲ့ဘေးကြီးဖြစ်တာကြောင့်ရှိသူမရှိသူမခွဲကြပါနဲ့ဒုက္ခရောက်နေသူအလုံးကိုကုသနာကတော့အမှန်ပဲဖြစ်ပါရည်လူအများကမျိုးကြီးကိုသာစုပြုံပြီးရလူတန်းကြပါမိမယ် လူသူမသိကင်ဆယ်ရေးမရောက်အလွန်ဝင်များတဲ့တောရွာငယ်လေးများစွာလည်းကျန်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်အများကခိုင်နှင်းဝယ်ရဲ့တင်းလေးတောင်းကိုခုလိုမျိုးခွဲဝေမျှတပြီးတော့ကိုကြီးစေချင်တာပဲဖြစ်ပါတယ်။အများအကျိုးတွေကိုကျိုးဆွပြီးတော့အဆက်ကိုအောက်ချကလူခံပေးမယ်လေ။ပေါ်ပင်လူလို့ထင်ခင်ရကလူအများရဲ့ဝေဖန်နာကြည့်မှုတွေကိုခံနေရတယ်။မင်းသမီးခိုင်နှင်းဝယ်နဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတွေရဲ့အမြင်လေးကိုလည်းကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ လူတွေဆိုတာကတော့ကောင်းတာလို့လို့ဆိုတာပဲလို့လို့သူတို့ကတော့အပြစ်တင်ဝေဖန်တတ်တဲ့လူမျိုးရှိရင်တော့အပြစ်တင်ဝေဖန်ကြမှာပါ။ဒါကြောင့်မလို့ကိုလုံးတင်တဲ့အရာကိုပဲရှေ့ဆက်လုသွားပြီးတော့အများပြည်သူကြိုးကိုတိတ်ဖို့မဲ့လုပ်ရဆိုရင်တော့လှုပ်သွားဖို့အတွက်ပဲတိုက်တွန်းချင်ပါရီ။အာပိနာစင်ခဲကြရီပြည်သက်တယောက်ချင်းစီတိုင်းလည်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းနဲ့ကဲသုံးပါးကြီးမှကင်းဝေးပါစေကြောင်းစူတာမီတာစကားလေးလက်ဆောင်ပါလိုက်ပြစေရှင်။